အာဆင်နယ်ဖန်တွေသာမကနေပြဟောင်းနေအစမုန်တီတာခံနေရတဲ့ United အာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်ဆိုတာပရီးမီးယားလိဂ်ခေတ်ဥမာကလေးကမှပြိုင်ပွဲတွေဖြစ်လာခဲ့ကြတာပါ2000ခုနှစ်ဝင်းကျင်ကာလမှာဆိုရင်ပရီးမီးယားလိဂ်ဖလားကိုဒီတစ်သိန်းကပဲတလဲစီသိမ်းပိုက်လာခဲ့ကြတာဖြစ်ပါရင်သူတို့နှစ်သိန်းထိတိုက်တွင်းစုံတဲ့ပွဲတွေမှာဆိုရင်ကစားသမားတွေအကြမ်းမှာရန်ပွဲတွေစကားများမှုတွေခဏခဏဖြစ်ရတဲ့အထိပြိုင်ဆိုင်မှုပြင်းထန်ကြတဲ့ပြိုင်ပွဲတွေဖြစ်ပါရင် ာဆင်နယ်က United ကိုဒီသက်ရဖို့ဖြစ်နိုင်တဲ့ Premier League ရွှေဘလားကိုစုခုထားခဲ့သလို United ကလည်း Arsenal တို့မကင်မှုတဲ့ Champions League ဘလား Europa League ဘလားလို့လို့ဥရောပ Super League ကိုကင်မြောက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ Ferguson နဲ့ Arsenal ဝင်းကဆိုတာလည်း Premier League ရဲ့ကတော်ရဲ့နေပြအခြေဖြစ်ဖြစ်ကြပြီး Ferguson က United ကို26နှစ်နဲ့ Arsenal ဝင်းကက Arsenal ကို16နှစ်ထိကာလရှည်ကြာကင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ကတော်ရဲ့နေပြအခြေနေဦးသလုံးဘောလုံးလောကကနေအားယူသွားခဲ့ပြီဆိုပေမဲ့လည်းဘောလုံးလောကနဲ့မွေးတဲ့နေရာတစ်ခုမှာတော့ရှိနေကြဆဲဖြစ်ပါတယ် မနေ့ကပေါ့ကတ်စီစဉ်တစ်ခုမှာအာဆင်ဝင်းခါရဲ့မှတ်ချက်စကားထုံးဟာ United ပြည်သက်တွေချားမှာသာမကဘောလုံးပြည်သက်တွေချားမှာပါပြောစမတ်တွင်စရာတစ်ခုဖြစ်လာခဲ့ပါတယ်။အာဆင်ဝင်းကတစ်ခါလေမှာတော်ရှိုးတွေပေါ့ကတ်တွေလက်ရှိဘောလုံးလောကရဲ့အခြေအနေကိုအခါအားလျော်စွာသုံးသပ်ဆွေးနွေးပေးနေတာဖြစ်ပါတယ်။ဒီခေတ်မှာတော့အာဆင်ဝင်းကဟာယူဘာလိချန်ပီယံအကြောင်းကိုပြောဆိုလာခဲ့တာဖြစ်ပါတယ်။ ် UEFA ဖလားကို Europa League ဖလားဆိုပြီးအမိပြောင်းလဲကျင်းပခဲ့ပြီးတဲ့နောက် Europa League Champion ဖြစ်တဲ့အသင်းကို Champion League ဝင်ခွင့်တိုက်ရိုက်ပေးအပ်ခဲ့တာအချိန်တစ်ခုရှိလာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့ Europa League Champion ဟာတက်ဆိုင်ရမဲ့ပေးလိကနေ Champion League ဝင်ခွင့်ရရှိထားပြီးသားဆိုရင်တော့တခြားအသင်းကိုအစားထိုးပေးသွားမှာမဟုတ်ပါဘူး။လက်ရှိအချိန်မှာ United ဟာ Premier League ရဲ့အမှတ်ပေးစရာအဆင့်ဆန်ကားနေရာမှာရပ်တည်နေတာကြောင့်ဥရောပဝင်ခွင့်နဲ့လဲချော်သွားခဲ့ပြီဖြစ်ပါတယ်။ တမ်းမစင်းရဖို့တည်ကြနေတယ်ဆိုပေမဲ့ယောဘာလီဘလားကိုပဲအယယူမယ်ပြောနေကြတဲ့အမ်မိုရီနိုဆရာတစ်ပည့်တစ်တိုင်ကြောင့် United ဟာ Premier League နဲ့ကျန်သုံးပွဲမှာလည်းအခြေအနေကောင်းဖို့မရှိနိုင်ပေအခက်မသိရင်အစင်းဆက်ခေါ်နေတော့ယာလီသိမ်းရင်သိရနိုင်ပါတယ်။ဒါပေမဲ့ United ကယောဘာလီမှာတော့တွားရှုပ်လို့မရတဲ့အသင်းဖြစ်ပြီးအခုဆိုရင်ဒီပါအသင်းကို Spain မှာ၃ခုပြည့်အနိုင်ယူချပြီး Final တက်ဖို့အခြေအနေကောင်းနေပါတယ်။ Final မှာလည်းနိုင်ရပြီးပိုဆွဲသွားရင်တော့ United က Premier League မှာအစင်းဆက်ခေါ်နေယာလီသိမ်းရမယ်ဆိုရင်တော့လာမယ့်နှစ်မှာ Champions League ပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုး United တို့ယိုပါလင်းကနေတဆင့် Champions League ဝင်ခွင့်မျှော်လင့်နိုင်တဲ့အနေအထားမှာအာဆင်ဝင်းကကအမှန်ဆိုရင်ယိုပါလင်း Champion ကယိုပါလင်းကိုပဲအလိုလျောက်ခြေစစ်ပွဲအောင်တာမျိုးဖြစ်တင်ပါတယ် Champions League ကိုဝင်ကစားခွင့်ရတာအကြီးကမဖြစ်တင်ပါဘူးအထူးသဖြင့်လေးတစ်ခုတည်းကနေ၅သင်းဝင်ကစားခွင့်ရတဲ့အခြေအနေမျိုးမှာဘောလို့ပြောသွားခဲ့လိုက်တာဖြစ်ပါတယ်ဒါကြောင့်လည်းပရိသတ်တွေတော်တော်များများဟာဝင်းကတည်းက United ကိုမနာလို့ဖြစ်နေတာလားဆိုပြီးမေးခွန်းထုတ်လာကြပါတယ်ပရိသတ်တို့က ကိုသိန်းကြအဖြစ်မရှိပဲသူများကိစ္စကြလိုက်ဝေဖန်နေတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်အခြားလူကလည်းရောပါလိချန်ပီယံကိုချန်ပီယံလိဝင်ခွင့်မပေးသင့်ဘူးဆိုရင်ချန်ပီယံလိဝင်ခွင့်ကိုလည်းချန်ပီယံလိဖလားရထားတဲ့အသင်းတွေကိုပဲပေးသင့်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်အခြားပြည်သက်တူကတော့အာဆန်နယ်ကဖြင့်ရောပါလိမပြောနဲ့ဘာဥရောပဖလားမှမရှိပဲနဲ့သူများအောင်မြင်နေတာကိုမနာလို့ဖြစ်နေတာလားဆိုပြီးတော့မေးခွန်းထုတ်သွားခဲ့ပါတယ် ယူနိုက်တက်ကဒီအာဒီမှာယူပါလီဖလားမျောလင်းချက်ရှိနေသေးတယ်လို့အာဆင်ဝင်းကရဲ့အသင်းဟောင်းအာဆင်နယ်ကလည်းချန်ပီယံလိဖလားကိုမျောမှန်းခွင့်ရှိနေနိုင်ပါတယ်။ဒါပေမဲ့အာဆင်နယ်ကပထမကြော့အမ်မရိတ်မှာ PSG ကို1-0နဲ့ရှုံးနေထားတာကြောင့်ဒုတိယကြော့ပြင်သစ်မီမှာကမ်ဘက်လုပ်ပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။